မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီစီစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေက စီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္လာရီဘလမော့ရွာသားတအူးကိုစစ်ကောင်စီတပ်ဖမ်းဆီးတဲ့အကြောင်းတနင်္လာရီချောင်းလမှုရွာမှာစစ်ကောင်စီလက်နက်ကြီးကြောင့်တုံးမီရက်ဆက်လောင်တဲ့အခြေအနေဒိုဝဲအထူးစီးပွားရေးဆောင်မှာထိတွေ့ပစ်ခတ်မှုဖြစ်တဲ့သတင်းရေးဖြူတိုက်ပွဲမှာအမျိုးသားတအူးလက်နက်ကြီးထိမှန်သိမ်းဆုံးတဲ့အကြောင်း ဒိုဝယ်မြို့ပေါ်မှာတရက်တည်းမီးနှစ်ကြိမ်လောက်နဲ့အခြေအနေစရတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်။တနင်္လာရီမြို့နယ်ဗလမော့ရွာသားတဦးကိုစစ်ကောင်စီတပ်ကမလ22ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။အဒီနေမနက်ပိုင်းမှာအသက်38နှစ်အရွယ်ဦးသိန်းစောထွေးခေါ်ဦးနောက်ပြည့်အပါအဝင်လမ်းသွန်းလမ်းလာတွေကိုဗလမုတ်ရွာလမ်းဆုံမှာစစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့သူအလုံးနီးပါးကိုပြန်လွှတ်ပေးခဲ့ပေမဲ့ဥနောင်ပြဲကိုတော့မလ23ရက်နေ့ညနေအထိဖမ်းဆီးထားတယ်လို့မိသားစုနဲ့နှိဆက်သူကပြောပါတယ်။လက်ရှိမှာဥနောင်ပြဲကိုစစ်ကောင်စီတပ်ကစဝဲရဘက်ခေါ်သွားတယ်လို့သိရပေမဲ့တိကျအတိမပြုနိုင်သေးပါဘူး။မန္တလေးပထမပတ်ကတည်းကတနင်္သာရီမြို့နယ်ထဲစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာ ဗန်လမုတ်ကျေးရွာအုပ်စုတဲ့တက်ဖြန့်လှုပ်ရှားနေပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ညာတိုင်းပစ်ခတ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်တနင်္လာရီမျိုးနဲ့ချောင်းလမုတ်ရွာမှာစစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲရာကနေတုံးမီရက်ဆက်အလောင်ကျွမ်းနေပါတယ်မလ22ရက်နေ့ညနေ3နာရီလောက်မှာစစ်ကောင်စီတပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးတလုံးဟာချောင်းလမှုရွာအပြင်ကဝေယုံတော်ရဲကြားရောက်ပတ်ကွဲရွာကနေမိဆလောင်တာလို့ဆိုပါရတယ်။ ဒါအပြင်အနီးနားကတီဟိုချန်ရောဘတ်ချန်တွေနဲ့ကွန်သီချန်တွေဆက်လောင်ကျွမ်းနေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကဆိုပါတယ်။မီးလောင်တဲ့နေရာဟာစစ်ကောင်စီတပ်သားတွေနဲ့နီးနေလို့သွားမငြိမ်းနိုင်ပဲမလ24ရက်နေ့မနေ့ပိုင်းအထိဆက်လောင်နေတာဖြစ်ပြီးအဲရီယာဘလောက်လောင်သွားလဲဆိုတာကိုတော့မသိရသေးပါဘူး။ ချောင်းလမုံရွာမှာနေတဲ့ဒေသခံအများစုဟာတီဟိုရာဘာနဲ့ကွန်သစ်ချန်တွေစိုက်ကအတံမွေးဝမ်းကြောင်းပြုကြပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေလည်းနေတိုင်းနေပေါ့လှုံ့ဆော်နေပါတယ်ရေဖြူမြို့နယ်ဒေါ်ဝဲအထူးစီးပွားရေးဆောင် area ထဲမှာရှိတဲ့နဘူးလက်ခြေတော်ရဖခင်နားမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့ဒီကနေ့မွန်လပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒေါ်ဝဲအထူးစီးပွားရေးဆောင်စီမံကိန်းပြန်ဆောက်ဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံအစိုးရသဘောတူပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာမလ23ရက်နေ့ကစပြီးဒေါ်ဝဲအထူးစီးပွားရေးဆောင်ကိုစစ်အင်အားဖြစ်တင်လာတာပါ။အဲ့ဒီထဲကအင်အား100လောက်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာမလ20ရက်နေ့ကစပြီးဒေါ်ဝဲအထူးစီးပွားရေးဆောင်တဲ့စစ်ကြောင်းထုတ်လွှတ်ရှားနေတယ်လို့ဒေသခံကပြောပါဗျ။ ဒီနေ့မွန်းလဲတနားရီလောက်မှာတော့နဘူးလက်ဒေတာလဲရှောင်ရွာနာကခြေတော်ရဖရားနာမှာနာဟီဝဲလောက်နှစ်ဖက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်ဒါကြောင့်တိုက်ပွဲဖြစ်တဲ့နေရာနဲ့အနီးဆုံးမှာရှိတဲ့ပရဒက်လဲရှောင်ထိန်ကြီးစတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေဟာအရေးပေါ်စစ်ပေးရှောင်ထွက်ပြေးနေကြရပါတယ်။ဒေါ်ဘက်အထူးစီးပွားရေးဆောင်စီမံကိန်းပြန်လည်အကောင့်ထယ်ဖို့ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့စစ်ကောင်စီရဲ့တိုင်းဝန်ကြီးချုပ်ကမတ်လ17ရက်နေ့တိုင်းအစိုးရရုံးအစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။ ဲ့ဒီနောက်မလ23ရက်နေ့ကစပြီးစစ်ကောင်စီတပ်ဟာဒဝဲအထူးစီးပွားရေးဆောင်တဲကရင်းနှက်စိတ်ကန်စီမံကိန်း area ကိုအင်အားဖြည့်တင်းလာပြီးနဘူးလက်ဒေတာတကြောစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်ရေဖြူမြို့နယ်ညင်းထွေးရွာနယ်ကြက်ကညာရွာကြားမှာဒီကနေ့မနေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်းညင်းထွေးရွာသားအမျိုးသားတအူလက်နက်ကြီးထိမှန်သိမ်းဆုံးသွားပါတယ်။ ။လက်နက်ကြီးထိမှန်သိဆုံးသူဟာအသက်60ကျော်အရွယ်ကိုငယ်သားဆိုသူဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ကိုငယ်သားဟာတိုက်ပွဲဖြစ်နေချိန်မနက်7:00နာရီကျော်လောက်မှာဥယင်ချန်တဲ့ကနေနေအိမ်ကိုပြန်ရောက်လာချိန်စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးတစ်လုံးအိမ်နားမှာကြားရောက်ပောက်ကွဲပြီးလက်နက်ကြီးကြီးစားထိမှန်သိဆုံးခဲ့တာလို့ဆိုပါရယ်။ဒီနေ့မနေ့ဆော်ဆော်ပိုင်းကညင်းထွေးရွာနဲ့ကြောက်ကညာရွာကြားမှာစစ်ကောင်စီတပ်ကလမ်းကိန်းချထားတယ်လို့ဒေသခံတွေကပြောပါဗျ။ အဲ့ဒီလမ်းကင်းချထားတဲ့စစ်ကောင်စီတပ်သားတွေတက်ပြန်ရောက်ချိန်မှာတော်လိုင်းရဲတပ်ဖွဲ့ကစောင့်ပစ်တာကနေမနေ့9နိုင်လောက်ကစပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲမှာကြောက်ကညာရွာအခြေဆိုင်စစ်ကောင်စီရဲ့အောက်မတ်304အမြောက်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာလက်နက်ကြီး၄လုံးကရင်းထွေးရွာနဲ့ရွာအပြင်ကိုကျရောက်ပောက်ကွဲခဲ့တာပါ ဒါအပြင်နှစ်ဖက်ပြစ်ခတ်မှုဖြစ်နေခြင်းအတွင်းစစ်ကောင်စီရဲ့တိုက်လေရင်တစင်းက ကြောက်ကညာရွာနဲ့ညင်းထွေးရွာကောင်းကင်မှာဝဲနေတဲ့အတွက်လေကြောင်းတိုက်ခိုက်လာမှာကိုစိုးရင်တယ်လို့လည်းဒေသခံတွေကပြောပါဗျ။တိုဝဲမြို့ပေါ်မှာမက်လ23ရက်နေ့တရက်တည်းမီးလောင်မှု2ကြိမ်ဖြစ်ခဲ့ပါဗျ။အဲ့ဒီနေ့မနေ့ပိုင်းမှာဒဝဲမြစ်ကျစားပြင်ရက်ကွက်အောင်တကွန်၅စိနာဒဝဲမြစ်ထဲရက်ထားတဲ့စီတင်သိမ်းပေါ်မိလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီမိလောင်မှုတွေကိုတဝယ်မြို့နယ်မိသက်စခန်းကမိငိတ်သက်ရင်မိသက်ဝန်ထမ်းတွေနဲ့မြို့ခန့်တွေပူပေါင်းငိတ်သက်ခဲ့ရပြီးမိလောင်မှုတွေဖြစ်ရတဲ့အကြောင်းကိုတော့အသေးစိတ်မသိရသေးပါဘူး။ညနေ3:00နာရီဝန်းကျင်မှာတော့ဒဝယ်မြို့စင်ဆက်ရက်ကွက်ကျောင်းတက်လမ်းမှာမီးလောင်မှုကြောင့်လူနေအိမ်တစ်ဆောင်မီးလောင်ပျက်စီးခဲ့တယ်လို့မြို့ခန့်မျိုးသားတအူးကပြောပါရယ်။ မလ22ရက်နေ့မနက်ပိုင်းမှာလဲလောင်းလုံးမြို့နယ်ပန်းတင်အင်းရွာကအမှတ်7ရက်ွက်မှာမီးလောင်မှုဖြစ်လို့လူနေအိမ်18ဆောင်မီးလောင်ပျက်စီးခဲ့ပါတယ်။အဲ့ဒီမီးလောင်မှုမှာမီးဘေးသင့်ပြည်သူ100လောက်ရှိပြီးမီးဘေးသင့်သူတွေအတွက်အစားအသောက်စေဝါနဲ့အဝတ်အထည်အမောအခအကူအညီတွေလိုအပ်နေတယ်လို့ကုညီဆောင်ရပေးနေသူတွေစီကသိရပါတယ်။ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများ ကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ dowelwashwine.com တွေကစုမုံကောင်းတောင်းအပ်ပါတယ်ရှင်။